အလုံးမဲမင်္ဂလာပါရှင်မင်း Oreo ဘုံ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်ဇာလန်လေးကတော့ဆိုင်းဆရာနေလင်းရောင်ရေးသားထားတဲ့တီလလုံသူကိုပြုစားဝင်သူဆိုတဲ့ဇာလန်လေးရဲ့အပိုင်းနှစ်ပဲဖြစ်ပါတယ်ရှင်ဒုံဆိုသည့်အတန်နဲ့အတူအဖွားအိုဤအသက်မဲ့ခန္ဓာသည်မြေပေါ်သို့ ခွေခေါက်လဲကျသွားပြီးအောင်မိုင်းလဲတကြည်အလောင်းကိုကြည့်ပြီးသာလှုပ်လိုက်တော့ကျုပ်ကလေးကိုကယ်လိုက်အောင်မယ် အောင်ပိုင်းကအိမ်မော်တို့တက်လာခဲ့တယ်။တကြီးနှစ်ရွာသားများကတော့အဖွားအူကြီးရုပ်အလောင်းကို ပြင်ဆင်ဖို့ လုပ်နေတော့ကာသမားကအိမ်မော်တက်လာပြီးဆရာကြီးကျုပ်ဘာများကူညီပေးရမလဲဗျ။လင်မန်းတစ်ချက်လောက်ရှာဗျာအရှိကိုလာချပေးထား။အောင်ပိုင်းကမိမျောနေသည့်ကလေးဤဦးကောင်းကိုလက်ဖြင့်ကင်ကခန္ဓာကိုယ်ကိုဘေးတစောင်းဖြစ်အောင်ပြင်ဆင်လိုက်တယ်။လမန်လေးရရကလေးဤဝမ်းမိုက်နဲ့ကြောကုန်းကို ပြိုင်နက်လက်နှစ်ဖက်ဖြင့်ပွက်လိုက်သည့်အခါကလင်းဤပါဇက်ထဲကနေကြက်တေပုတ်ကောင်နှင့်ဆန်ချီမြင်းများတဝောဝောအန်ထွက်လာပါတော့တယ်။ကာသမားမှာအန်ဂျင်စိတ်ကို ထိမ့်သိမ်းထားသည့်ကြားမှပြုတ်ပြုတ်တက်လာသည်ဖြင့်မျက်နာလွှဲထားရတယ်။ကလင်းအတွင်ရှိအပင်းထည့်ပြူစားထားသည့်အရာများ ထွက်လာသည်နှင့်ကလင်းမှာလူးလွင်ရင်သတိပြန်လည်လာခဲ့တယ်။ကာသမားကကောင်းလေးသတိရပြီလားဟဲ့။ ။အော်ပြောလိုက်တော့အိမ်အောက်မှလူများအိမ်မော်စုပြုံတက်လာပါတော့တယ်။အောင်မိုင်းကဒီဟာတွေတနေရာမှာမြေမြုပ်လိုက်ပါကျုပ်သွားတော့မယ်။အောင်မိုင်းကခြံအပြင်သို့ထွက်သွားတာကိုတကြီးမြင်တော့ပြေးလိုက်လာပြီးဆရာကြီးနားဖို့ကျောက်အိမ်မှာပဲပြင်ဆင်လိုက်မယ်ဗျာ။နေပါစေတကြီးကျုပ်ရွာပြင်မှာပဲနေမယ်။ ဒီညမှာရွာသားတွေကိုအစောစောအိပ်ဖို့နဲ့ရွာပြင်မထွက်အောင်ပျော်ပေးထားပါအောင်။မနက်မိုးလင်းတော့မှရွာထိတ်ကိုလာကြည့်ကြပါ။အောင်မိုင်းကရွာအပြင်သို့လမ်းလျှောက်သွားလိုက်တယ်။ရွာလမ်းအတိုင်းလျှောက်လာရင် အိမ်တိုင်းရှေ့တွင် မတ်တက်ရက်ခါအိမ်အတွင်းသို့လှမ်းကြည့်လိုက်တယ်။ အိမ်အပေါ်မှနေ၍သူ့ကိုစားတော့ဝါတော့မတက်ကြည့်နေတော့မိမတယောက်ကိုဆူးဆိုက်ကြည့်ပြီးမြေကြီးကိုဖနှောက်ဖြင့်ပောက်လိုက်သောအခါဟုံးဆိုပြီးအိမ်ပေါ်မှမိမဖင်ထန်ရဲ့လဲကျသွားတယ်။အောင်မိုင်းကလက်ရက်ပြီးခေါ်လိုက်တော့ထုံမိမကပြေးစင်းလာပြီးမြေပေါ်တွင်ဒူးထောက်မြည်အလို့အောင်မိုင်းကတခြားလူတွေမြင်ကုန်မယ်။အဲ့လောက်မလိုဘူးရွာသူလေ။ဒါနဲ့နှစ်နာမယ်ဘလို့ခေါ်လဲ။ကျမနာမည်မအေးမြပါဆရာကြီး။ ငါအသားစိမ်းတွေလိုတယ်။တကြီးကိုပြောပြီးနန်စီစင်လာခဲ့။ဘယ်လိုလုပ်ရမလဲဆိုတာသိတယ်မလား။ဟုတ်ကဲ့သိပါတယ်ဆရာကြီး။အောင်မိုင်းကခေါင်းငိမ့်ပြပြီးငါနိုင်ခဲ့ရင်နင့်ကိုတဆင့်တင်ပေးမယ်။ရွာထိတ်မြောက်ခင်ကျောင်းဆရာလေးရဲထွက်နဲ့တွေ့တော့ဆရာရဲထွက်ကလှမ်းနှုတ်ဆက်ခါဘေးချင်းရှင်၍ရှောက်လာခဲ့သည်။ ကျွန်တော်လဲကြံရမရဖြစ်ပြီးကိုအောင်မိုင်းကိုတရိရတာနဲ့ခေါ်ခိုင်းလိုက်ရတာပဲဗျာအောင်မိုင်းကတခြားလူဆိုရင်တိတ်မကူညီခြင်းဘူးဗျာတကယ်ပြောတာဆရာလေးခေါ်ခိုင်းတာရဲ့ကဲတင်ခွင့်ရလို့ကြုတ်လိုက်လာခဲ့တာအဖွားအူကိုတော့မမီလိုက်ဘူးဗျာကလေးပဲမီလိုက်တယ်ဆရာလေးတရဝါတစ်ခုကံတစ်ခုပေါ့ဗျာဖြစ်ချိန်တန်ဖြစ်ပြစ်ချိန်တန်ပြတ်တယ်ပဲမှတ်ပါတယ်ကျွန်တော်တို့ကလည်းကိုအောင်မိုင်းကယ်လို့အသက်ရှင်တာပါဗျာ အောင်မိုင်းကရှိလိုက်ပြီးကဲတဲ့နဲ့လူကဲတာပဲကျုပ်အတွက်ကအပန်းမကြည့်ဘူးစိတ်แท้ကိုထားမနေပါနဲ့နောက်ပြီးတော့ဆရာလေးကလူတတန်ကြံနေသေးတာပဲလေကျုပ်ကဲခွင့်ကြုံနေပဲမှတ်ပါတယ်နှစ်ယောက်သားစကားတပြောပြောနဲ့လမ်းလျှောက်လာခဲ့လိုက်တယ်ရွာထိပ်ရောက်တော့ဆရာလေးရဲ့ထွက်ကအောင်မိုင်းကိုမေးတယ်အဖွားကိုဘယ်လိုလုပ်လိုက်တယ်ဆိုတာသိလားဗျနည်းနည်းတော့ရှင်းပြပါလား တကယ်တမ်းပြောရရင် အဖွားကိုပြူစားဖို့ကတိတ်မခက်ပါဘူး။ကံတစ်ခုခုနှိပ်နေတဲ့အချိန်လှုပ်လိုက်တယ်ထင်တာပဲ။ရှာပြန်ဆက်တွင်နှစ်ယောက်သားထိုင်လိုက်ပြီးဆရာရဲထွက်ကထပ်မေးပြန်တယ်။အရင်လာခုတဲ့ဆရာတွေကရောဘာဖြစ်လို့ပြန်ပြေးရတာလဲဗျ။ကျွန်တော်အထင်ဆရာတို့ပညာအတုတွေမလို့ပြေးရတယ်ထင်တာပါပဲ။ကျန်တာတော့မပြောတတ်ဘူးဗျ။အောင်မိုင်းကဆရာလေးနဲ့ ရှေဟောင်းနှောင်းဖြစ်တွေပြန်လဲပြောဆိုနေရင် အချိန်ကကုံမန်းမသိကုံလွန်လာခဲ့ပါတော့တယ်။ည၈နာရီခန့်ရောက်သောအခါရွာထဲမှနေ၍ကာမောင်သမားနှင့်အောင်မိုင်းခိုင်းလိုက်သောရွာသူအေးမြတို့ထွက်လာက စကောပေါ်တွင် ထမင်းနှင့်အသားစိမ်းများထည့်လာတာကိုမြင်နေရတယ်။အေးမြကအောင်မိုင်းကိုကြည့်ပြီးဆရာကြီးတမင်းနေခဲ့ပြီးကုလုပ်ပေးရမလား။ မလို့တော့ဘူးငါဟာငါပဲလောက်လိုက်မယ်ဆရာရဲထွက်ကိုသာသွားခေါ်မဟုတ်ရင် तू ကငါနဲ့တညာလုံးစကားပြောမဲ့ပုံမှာရှိတယ်ဆရာလေးရဲထွက်ကအောင်းမိုင်းစကားကြောင့်ရှိလိုက်ပြီးဒီလောက်လဲနှင်းထုတ်ဆရာမလို့ပါဘူးကိုအောင်းမိုင်းရဲ့ကျုပ်ပြန်လိုက်ပါမယ်ဗျာအောင်းမိုင်းလဲလူရှင်းသွားသည်နဲ့စကားကိုမြေကြီးပေါ်ချကသတွေးများစကားအနှံ့လိုက်ထွေးပါတော့သည် ထို့နောက်မြေကြီးကိုဖနှောင့်ဖြစ်ပေါက်ပြီး ဒီနယ်တဝိုက်မှာသခင်မရှိဆရာမရှိကျွေးမွေးမဲ့လူမရှိတဲ့တရေတပတ်တစေတွေငါရှိအခုချက်ချင်းလာခဲ့စမ်းအောင်မိုင်းအမိန်ပေးလိုက်တော့အခါမြေကြီးတဲကတမျိုးတစ်ပင်မော်မတဖုံအဝေးမှပြေးလာသည်ကတကြောင်စသဖြင့်တရေတပတ်များတိုးဝေ့လာခဲ့တယ်အောင်မိုင်းရှိတွင်ခြားလာသည့်သကောရင်ရှိ အသားစိမ့်နှင့်ထမင်းများကိုကြည့်ကတရေတများများဖြစ်နေကြတယ် အောင်မိုင်းလဲအချိန်မဆွဲတော့ပဲမင်းတို့အားလုံးတွေက အားအကြီးဆုံးတပတ်ကြီး၅កောင်၅ဘက်ကိုလာခဲ့တပတ်များထဲမှာ၅កောင်သူ့နောက်သို့လာရက်သည်သူကဆက်ပြီးတဲကြီး၁၀កောင်၅ဘက်ကိုလာခဲ့တဲများစွာတွေကတကောင်နဲ့တကောင်တွင်ထိုးရင်သူ့နောက်ကို၁၀កောင်လာရက်တယ်အစေးကြီး၁၀កောင်သူ့အနောက်မှာ၁၀កောင်ရောက်လာတယ်အောင်မိုင်းကရွေးထားတဲ့အကောင်တွေပဲနေခဲ့ ကြံတဲ့အကောင်တွေကို့နေရာကို ပြန်တော့အောင်မိုင်းကပြောလိုက်တော့အရှုအရှုပြန်ကုန်တော့လေတရေလေးတကောင်မှမပြန်မဲနဲ့ရစ်တီရစ်တီလောက်ခါစကောကိုအောင်မိုင်းလစ်ပြီးထင်ပြီးပြေးနှိုက်ပါတော့တယ်လက်နဲ့စကောထိမိသည်နဲ့ဝုန်းဆိုတဲ့အတန်ထွက်ပေါ်လာပြီးထိုတရေလေးမှလွန့်ထွက်သွားပါတော့တယ်အောင်မိုင်းကပြုံးပြီးတော့ငါကိစ္စပြီးရင်ဒီရွာကလူတွေကိုအလူအတန်းလှုပ်ရင်မင်းအတွက်အမျှဝေဖို့ပြောလိုက်မယ်တရေလေး အခုကတော့မင်းအတွက်မဟုတ်လို့ပြန်လိုက်အောင်ထို့သူပြောကသူရွေးထားတဲ့တရေတစီတွေပဲလှည့်ပြီးမင်းတို့အခုကစပြီးငါခိုင်းတာလောက်ရမယ်ငါစကားတစ်ခုကလွဲပြီးကြံတာနားထောင်စရာမလိုဘူးကြားလားတရေတစီတွေကခေါင်းငိတ်ပြတယ်အောင်မိုင်းလဲစကားကိုလက်ညှိုးထိုးပြီးတော့မင်းတို့စားဖို့ငါစီစဉ်ထားတာညီလူမျှလူစားကြစကားဆုံးတာနဲ့တပြိုင်နက်25ရောက်တော့ တရေတစေတပတ်တွေမှာထမင်းနဲ့အသားစိမ်းများစားတော့ပါတော့တယ်။အောင်မိုင်းလဲဆရက်ပေါ်မှာထိုင်နေပြီးတကောင်စိမ်းကိုစောက်မြော်နေလိုက်တယ်။ရှာမီကင်းမှတန်ချောင်းခောက်တန်းထွက်ပေါ်လာသည်နှင့်အောင်မိုင်းတယောက်ဆရက်ပေါ်မှာနေ၍အပြင်ထွက်လိုက်တယ်။ဘေးဘီဝဲရကိုတစ်ချက်ကြည့်လိုက်ပြီးမျက်မှောင်ကျုပ်ကဟေ့ကောင်ပုံးမနေနဲ့မင်းရှိတာငါသိတယ်ထွက်ခဲ့စမ်း အော်ဟစ်ပြောလိုက်တော့ခက်လန်းလန်းအမောင်တဲကနေလူတယောက်ထွက်လာတယ်။ရှင်ကအလာကြီးပါလား။ငါတို့မွေးထားတဲ့တပတ်ကိုနိုင်တာနဲ့ဘဝင်မြင့်မနေနဲ့အကောင်ရဲ့အောင်မိုင်းကဟက်ကောင်မနေနဲ့ပါဆိုင်လို့ဝင်ပါရတာတော့နင့်လင်မို့လို့လား။နင်ကဘသူလဲ။အေးဟုတ်တယ်ငါလင်မယ်။ဘာဖြစ်လဲငါဝင်ပါတော့ငါနာမည်တင်စိန်ဟက်။နင်ဘယ်လောက်ဆွမ်းလဲသိချင်လို့ငါလာခဲ့တာ။ဆက်တူသားစားတဲ့ကောင်ရဲ့ အောင်မိုင်းတယောက်ဒေါသထွက်သွားပြီး တင်စိန်မကလို့ဘဝင်စိန်မဲဖြစ်ဖြစ်ဂေယုမဆိုင်ဘူးငါပါလဲဆိုတာအကုန်လုံးသိတယ်ငါပါသာငါနေနေတာနင်တို့သာတီလာမြဲတဲ့လူကိုတွားလှုပ်လို့ငါလာခဲ့တာပဲနင်ဝင်မပါနဲ့နောက်ဆုံနေနင့်လင်ကိုထွက်လာဖို့ပြောလိုက်ငါစိတ်သိမ့်မရှိဘူးနော်တင်စိန်ကအောင်မိုင်းကိုကြည့်ပြီးစကားအယံများတဲ့ကောင်သေစမ်း အော်ဟစ်လိုက်ပြီးလက်ထဲအသင့်ကင်ထားတဲ့မြေမှုံများကို အောင်မိုင်းဘက်သို့လှမ်းပက်လိုက်တယ်။မြေကြီးပေါ်မြေမှုံများရောက်လာသည်နှင့်တရေများပေါ်လာပြီးအောင်မိုင်းကိုတက်ရန်ပြေးလာပါတော့တယ်။အောင်မိုင်းကပြုံးပြီးငါကောင်တွေလာစမ်း။အမိတ်ပေးလိုက်တော့မှ သူ့မွေးထားသည့်တရေဆယ်ကောင်ထွက်ပေါ်လာခဲ့တယ်။ ။တည့်ရန်ပြေးလာတော့တရေများမှအကောင်ရင်များများတော်လဲတရေဆယ်ကောင်နဲ့ထိတ်တိုက်တွေ့သောအခါပြင်းထန်သောတိုက်ပွဲဖြစ်ပေါ်လာပြီးအောင်မိုင်းတရေများကအရေးတားလျက်ရှိသည်။တင်စိန်တယောက်မျက်စိမျက်နှာပြတ်သွားပြီးလက်ကိုဝေယံကလာခဲစမ်းဆိုပြီးရေရွတ်လိုက်တော့စနွင်းနေဝါနေအောင်လိမ့်ထားသည့်ဗိုက်ကြီးတဲ့တရေမနဲ့လေဘော်တွင်ဝဲနေသောတဆေများပေါ်လာပြီး အောင်မိုင်းတရေများကိုဝိုင်း၍တိုက်ခိုက်ပါတော့သည် တရဲဆယ်ကောင်တဖြည်းဖြည်းနောက်ဆုတ်လာခဲ့သည် အောင်မိုင်းလည်းတက်ခောက်ပြီးတော့တစီလေးထွက်ချစမ်းအကုန်တက် အောင်မိုင်းနောက်မှနေ၍တစီဆယ်ကောင်ထွက်လာကတိုက်ပွဲထဲဝင်တိုက်ပါတော့တယ်တရဲမကလည်းဘိုက်ထဲမှတရဲလေးတွေတယောက်ပြီးတယောက်ဆွဲထုတ်ခါပြစ်တယ်အောင်မိုင်းတစီလေးကပြန်ခံချတယ်စည်ရရှိကွက်လက်ပြောင်ပြောင်တွင်သစီတည်းတို့ဤတိုက်ပွဲ ပြင်းထန်လျက်ရှိနေပါတော့တယ် တင်စိန်တယောက်တရေတိုက်ပွဲကိုကြည်ရင်ဟဲ့အကောင်ငါတရေတွေက မွေးထားတာကြာပြီဒီနယ်တကြောမှာလည်းပြိုင်ဘက်ကင်းမယ်နေရောက်လာမှဘာလို့မနိုင်တာလဲအောင်မိုင်းကနေအရှုံးပေးရင်ပြောမယ်ထိုအခါတင်စိန်ကငါမနိုင်ဘူးဒါပေမဲ့ငါလင်ကိုတော့နေနိုင်မှာမဟုတ်ပါဘူးအော်ရဲ့ပြီးတရေသစီများကိုကြည်ကလက်ဖြင့်ရမ်းလိုက်သည် အောင်မိုင်းတရေသစေရီသာကြံခဲ့ပြီးကြံတရေများပြက်ကွဲသွားတော့သည်အောင်မိုင်းလည်းသူ့အကောင်တွေကိုပြန်သိမ်းလိုက်ပြီးကဲမတ်တစိန်အချိန်ကြာတယ်နေ့လင်ကို ခေါ်လိုက်တော့ငါစိတ်မရှိဘူးပြောလိုက်တော့ကောင်းငင်ဘော်ကနေလရာကြီးတကောင်ဝဲလာပြီးတင်စိတ်ရှိကိုဆင်းလာခဲ့တယ်အောင်မိုင်းကစောစောလေးကလာရင်ကျုပ်အချိန်ကုန်တက်တာရာပေါ့အားလျင်ရာ ထိုလရာကြီးကလူအဖြစ်ပြောင်းလဲလိုက်ပြီးအသားဖြူဖြူဝဝဖိုင်ဖိုင်တယောက်ကြီးတယောက်ပေါ်လာခဲ့တယ်။မင်းကငါ့နာမည်တောင်သိနေပါလား။အေးမင်းအချောင်းကိုငါသိပြီ။ငါမသိသေးတာကအဖွားကြီးကိုဘယ်လိုလုပ်လိုက်လဲဆိုတာပဲငါ့ကိုပြောပြ။အားလျံဆိုသောတယောက်ကြီးကငါကဟိုဘက်ရွာမှာလက်ဖက်ရည်ဆိုင်ဖွင့်ထားတာပဲ။အဖွားကြီးအကျော်ကိုငါဆိုင်မှာတင်ရောက်ပေးနေတာ။ ပထမရက်တွေတုန်းကတော့ကောင်လေးတယောက်ပဲအကျော်လာလာပို့တယ်။တရက်မှာအဖွားကြီးကိုယ်တိုင်လာပြီးအကျော်ပို့တာ။ငါကောင်တာခုံမကို သူ့ပတိလာထားခဲ့တယ်လေ။အဲ့ဒါငါ့ကိုစိန်ခေါ်တာပဲ။ငါလည်းစိတ်တူပြီးသူ့ကိုအောက်လန်းနဲ့တိုက်တယ်။အဖွားကြီးကရှစ်ပါးတီလာလုံတော့ငါလှုပ်လို့မရဘူး။ဒါနဲ့ကောင်လေးကိုအပင်းထည့်ပြီးနေမကောင်းဖြစ်အောင်ငါလှုပ်ခဲ့တယ်။ နေမကောင်းဖြစ်နေတော့မှကောင်လေးကိုကြက်ဆွပြုတ်တိုက်ချင်လို့အဖွားကြီးကသူ့အိမ်မှာမွေးထားတဲ့ကြက်ကိုကိုယ်တိုင်တက်မိသွားတယ်။တီလာပြက်သွားတာပေါ့။အဲ့ဒီအချိန်မှာပဲငါမွေးထားတဲ့တပည့်ကြီးကိုလွတ်ပြီးအသေးတက်ခိုင်းခဲ့တယ်။ချက်ချင်းတက်လို့မရတာနဲ့တဖြည်းဖြည်းချင်းတက်နေတာ။ဒီရွာကလူတွေကဆရာတွေခေါ်ပြီးတော့ကုတယ်။ခေါ်လာတဲ့ဆရာတွေကလည်းအဖြစ်မရှိပါဘူး။တက်ရံကဆရာတွေ တီလာမရှိအကျင့်မမြဲတဲ့ဆရာတွေဖြစ်နေတော့ငါတို့ကိုဘယ်ရှင်နိုင်လဲမင်းမဲစဉ်းစားကြည့်မင်းလာတော့မှငါတပတ်ကြီးလဲထွက်ပြေးလာခဲ့ရတယ်ကို့နေရမဟုတ်ဘဲငါကိစ္စဝင်ရှုပ်လို့မင်းကိုမကျေနပ်ဘူးငါအသေးသက်မဲမင်းကိုအောင်မိုင်းကထိုလူကြီးကိုကြည့်ပြီးငါလာကြလို့လာတာမဟုတ်ဘူးငါကအောင်လန်းပညာသည်ဆိုပေမဲ့လူတွေကိုမနှောက်ယှက်ဘူးကို့ဟာကိုနေတယ်အခုမင်းလုံနေပုံကိုပြန်ကြည့်အောင် တီလာဆင်ကျဲတဲ့လူကိုတီလာပြက်အောင်လုပ်တယ်နောက်ပြီးတော့အသေးတတ်တယ်တက်ယုံနဲ့အားမရဘူးတရားလုံးကိုဒုက္ခပေးဖို့လုပ်တယ်အဲ့ဒါကြောင့်ငါလာခဲ့ရတာပဲ အမိထံကနေ ခွင့်ပြုချက်လဲရပြီးပြီမင်းပညာတွေကိုငါသိမ့်မယ်ပညာဆွန့်ပြီးကိုရွာမှာကိုကောင်းရောင်းကောင်းဝယ်လှုပ်ဆပါအားလျံတေယုတ်ကြီးကမဲ့လိုက်ပြီးငါ့ကိုနိုင်ရင်မင်းသဘောပဲရှုံးရင်တော့မင်းငါ့ကြုံလို့ရမယ်စကားဆုံးလာနဲ့အား အားလျံကဘဲဘဲလက်ကနေဆက်တွေစတင်လွတ်တယ်။အောင်မိုင်းလဲသူ့ထံပြေးလာတဲ့ဆက်တွေကိုကြည့်ကဘဲလဝါဖြန်ပြီး ခုခံလိုက်တယ်။ဆက်တွေကလမ်းမာရင်တန်သွားပြီးဖြန့်ခံထားသည့်လဝါကိုမှောက်ခုံလုံးလိုက်တော့အခါအားလျံပြစ်လိုက်သည့်ဆက်များမှမြေကြီးအတွင်းသို့ဝင်သွားပါတော့တယ်။အောင်မိုင်းကမင်းဆွမ်းကဒါပဲလားကွာအားလျံလဲဒေါသထွက်လာပြီးခံနိုင်ရင်ခံစမ်း အာလျံဟာအော်ဟင်ရင်လက်နှစ်ဖက်ကိုရှင်မနာကက်ခါအောင်မိုင်းဘက်သို့ဆန့်တန်းလိုက်တယ်။အနီရောင်လေးနဲ့တွေထွက်ပေါ်လာခဲ့ပြီးအောင်မိုင်းရင်ဝကိုအရှိန်ဖြင့်တိုးဝင်လာခဲ့တယ်။အောင်မိုင်းလည်းလက်နှစ်ဖက်ရှက်ပြီးအာလျံဘက်ပြန်တွင်းလိုက်ရာအမဲရောင်ဆက်တွေအတန်းလိုက်ထွက်ပေါ်လာခဲ့ပြီးဆက်နှစ်ခုလမ်းတစ်ဝက်တွင်သွားဆုံတယ်။ဝုံနေမြည်တမ်းထွက်ပေါ်လာပြီးအာလျံတယောက်နောက်ဖက်သို့ခြေလမ်းနှလမ်းခန့်ဆုပ်လိုက်ရတယ်။ တင်စိန်ကအချိန်နဲ့မကောင်းမှန်းတည်သည်ဖြင့်ထမိန်ကိုကောင်းပြီးခြုံလိုက်ခါလလာကြီးအဖြစ်အသွင်ပြောင်းလိုက်ပြီးလေပေါ်ပြန်တက်လိုက်တယ်ထို့နောက်ပါဇက်ကနေဆက်အနီရောင်တွေဖြင့်ပြစ်တော့အောင်မိုင်းလဲလက်တစ်ဖက်ဖြင့်ဆက်တွေပြန်လွက်ခါကာလိုက်ရတယ်ဆက်တွေခွဲပြီးကာလိုက်ရသဖြင့်အားလျံအေးပြန်တာလာပြီးဆက်အနီရောင်တွေကအောင်မိုင်းဘက်သို့တဖြည်းဖြည်းတိုးဝင်လာခဲ့တယ် အောင်ပိုင်းလဲပညာအစွမ်းကုန်သုံးကခုခံနေတော်လဲနှစ်ယောက်တစ်ယောက်ဖြစ်နေသည့်အပြင်အားလျံနှင့်ပညာချင်းတူနေသည့်ဖြင့်ရှုံးတော်မီဆဲဆဲတင်စိတ်ဆက်ကိုတားနေသည့်ဆက်ကိုသိန်းကယူလာသောပွားကိုဆွဲထုတ်ပြီးလေပေါ်ဝှေ့ရမ်းလိုက်တယ်။ပွားကနေဆက်အနီဆက်အဖြူဆက်အမဲစသဖြင့် အမျိုးမျိုးပြေးထွက်သွားပြီးလရာကြီးအဖြစ်ပြောင်းထားသော တင်ရှိန်ကိုထိပ်သွားခဲ့တယ်။ ဟုံးဆိုသောအတန်နဲ့အတူခေါင်းပြတ်ထွက်သွားသည့်လရာကြီးမှမြေပေါ်တို့ပုတ်ခနဲကျလာပြီးအားလျံမှဆက်တွေပြန်သိမ်းကတေသွားသောတင်စိန်ကိုပင်မကြည့်ပဲဗဇက်ကနေဟာကဝေမေတော်ရဲ့ဘွာအားလျံဟာရေရွတ်လိုက်ပြီးအချိန်နေမဟန်မှန်းတည်သဖြင့်အနီရောင်အလုံးကြီးအဖြစ်ပြောင်းကလေပေါ်ပြန်ဝဲရင်ထွက်ပြေးဖို့ပြင်မာတော့တယ်ဒီလိုပြေးလို့ရမလားကွာ အောင်မိုင်းကလက်ထဲကပွားကိုလေပေါ်ပြစ်တင်လိုက်တယ်။ပွားကထွက်ပြေးဖို့ပြင်နေတဲ့အနီရောက်အလုံးကြီးကိုလှစ်ခနဲပြေးအုပ်ခါလုံထွေးသွားပြီးလေထဲတွင်နှစ်ပတ်မြတ်လဲကမြေပေါ်ကျလာခဲ့တယ်။အားနဲ့တယောက်ဒူးထောက်ရသားပေါ်လာပြီးခေါင်းပေါ်ကပွားအဆမှာအောင်မိုင်းလက်အတွင်းသို့ပြန်လဲရောက်ရှိသွားခဲ့တယ်။အားနဲ့မင်းပညာတွေကိုငါသိမ့်ပြီးပြီ။ငါကိစ္စပြီးပြီမင်းလဲပြန်တော့ နောက်တစ်ခါဆိုရင်ငါမင်းကိုအသေးသက်မယ်သိလားအားနျံကဘေးနားတွင်ကြနေသည့်လရအသေးကောင်ကြီးကိုပိုက်ခါအမောင်နဲ့တရွေ့ရွေ့တိုးဝင်ပြောက်ွယ်သွားခဲ့တယ်အောင်မိုင်းလဲမနဲ့မိုးလင်းသည့်အထိဇရက်မှာထိုင်ဆောင်နေရင်အားလျံဤပညာဘူးနှင့်ရွာသူမအေးမြကိုအဆင့်တင်ပေးကရက်ရွာကိုတစ်ဖက်တလမ်းမှစောင့်ရှောက်ဖို့မှားကြခဲ့ဦးမည်ဟုတွေးနေရင်အရှိဘက်ယွန်းယွန်းမှအလင်းရောင်သည်ထွက်ပေါ်လာခဲ့ပြီတကား ဆလန်လေးရဲ့အပိုင်းနှစ်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။